ဆရာနိုင်ဦးရဲ့ဘာသာတရားတို့ဤနိဒံဤစာအုပ်ကိုဖတ်ရှုခွင့်ပြုပါရန်ဆရာနှင့်တကွာသက်ဆိုင်သူများအားလုံးထံမှခွင့်ထောင်လိုက်ပါရရှင်အပိုင်းနှင့်အခါတမား၌ဗုဒ္ဓသည်ကိုထိန်တဲ့သူဤတင်းကုတ်တွင်တညတာနာနေခိုက်တင်းကုတ်တွင်၌အရင်ရောက်ရှိနေသော တောထွက်ရသည့်ငယ်တို့ရှိနေပါတော့လေသူနှင့်သူကတိကျွမ်းကြသည်မဟုတ်ပေဗုဒ္ဓကရသည့်ငယ်ကိုမြင်လင်ဤရသည့်ငယ်ဤအမှုရာမှာနှစ်လိုပဲရရှိသည်ဖြင့် သူ့အကြောင်းကိုစုံစမ်းရပါမူကောင်းလေစွာဟု အောက်မေ့ပြီးလေ။အိုဘိက္ခုတင်သည်မြေသူကိုရည်မှန်း၍တောထွက်ခဲ့လေသည်။တင်စရာကမိသူနီမိသည့်အယူကိုတင်နှစ်ချိုက်လေသည်ဟုမိသည်ကိုယတိငယ်က"အိုငါရှင်တကြမင်းမျိုးကိုစွန့်၍တောထွက်ခဲ့သောတကြတာကေဝင်ဂေါရမဆိုသူ တောထွက်ရဟန်းတစ်ပါးရှိ၏သူသည်ရဟန်းနာဖြစ်ပြီးတပ်ပင်ညူရဘုရားရှင်ဖြစ်ပြီးဟုကြောကြားတရင်ကြီးလျက်ရှိသည်" ဆိုခဲ့ပါဂေါရမတရားရှင်ကိုတိုင်တယ်၍ကျွန်ုပ်တော်ထွက်ခဲ့ပါသည်ဗုဒ္ဓသည် ကျွန်ုပ်ဤဆရာဖြစ်၍၎င်း၏အယူကိုနှိမ့်ချပါသည်ဟုယသိငယ်က ပြန်လည်ဖြေရာဗုဒ္ဓကဤသဘေညုဒရတနာသည်ယခုဘေအယတရင်တနီဟုမေးမြန်းသည်ကိုငါရှင်ဤမှမြောက်ဖက်၌တည်သောဒါဝိထိပြည်ကြီးတွင်တပ်ဝိညုဒဘုရားရှင်သည်နေထိုင်လျက်ရှိပါသည်ဟုဖြေ၏။သို့ဖြင့်တူးနှင့်တူးအပြန်အလှန်မေးမြန်းကြရာ ထိုဘုရားရှင်ကိုဖူးမြော်မှုပါသလားအသင်မြင်တွေ့ရလင်ဘုရားဟုသိရှိမှတ်မိပါမည်လောဟုမေးမြန်းသည်တို့ကိုမဖူးမြော်မှုပါမြင်လင်လဲသိမည်မဟုတ်ပါဟု ဖြေကြားလေရာဤတွင် အမိမသိသေးသောဘိက္ခုငယ်သည်မိမိအားအာယုံပြု၍တောထွက်လျက်ယသိလောက်လာကြောင်းဗုဒ္ဓရိပ်စားမိသည်ဖြစ်၍ကိုရတိုင်းမိသူဖြစ်ကြောင်းဖော်ထုတ်မွမွက်သည်ပဲ။အိုဘိက္ခု အကျွန်ုပ်တရားဟောအံ့ဟုမိန့်ရာကောင်းလာပါပြီငါရှင်ဟု ဘိက္ခုငယ်ကသဘောတူလေသည်တို့ဖြင့်ဗုဒ္ဓကတစ္ဆာတရားတို့ကိုထုကဲစွာရှင်းလင်းတော်မူလေသည်ဒေသနာပြီးဆုံးသည့်အခါတွင်မူတရားဓမ္မဖြင့်မိမိကိုချင်းမြင့်နေသူမှာဗုဒ္ဓကိုယ်တော်တိုင်ပင်ဖြစ်ကြောင်းသိရှာလေပြီးနေရာမထကဗုဒ္ဓရှင်မောက်သွား၍ခြေတော်ရင်း၌ဝတ်တွားပြီးလင်ဗုဒ္ဓအာမတိ၍မာရင်၍ငါရှင်ဟုခေါ်မိသည်ကိုဘိက္ခုငယ်ကရှေခိုးတောင်းမှန်လေသည်ပြီးနောက် ယဟန်အဖြစ်ချီးမြှင့်ရန်ခွင့်တောင်းလျာဗုဒ္ဓကတပိတ်နှင့်သင်ငန်းရှိမရှိမေးမြန်းလေသည်ပုဂ္ဂုတာတိမြည်သောအဆိုပါဘိက္ခုငယ်ကမရှိကြောင်းပြောသည့်အခါဗုဒ္ဓကတတ်ထာကရမြည်သည်တပိတ်နှင့်သင်ငန်းမရှိဘဲယဟန်ပြုပေယိုမရှိကြောင်းမှတ်ကြားသည်တွင်ပုဂ္ဂုတာတိသည်လည်းတပိတ်နှင့်သင်ငန်းရှာဖွေခြင်းငါနေရာမှထွက်ခွာလေသည်ထို့တိုင်ကံမကောင်းအကြောင်းမလာ၍နမရကအဝိခံရပြီးအသက်ဆုံးရှုံးကြရသည် နောက်တွင် အဆိုပါဝန်းထဲဘွယ်တရင်ကိုဗုဒ္ဓကြားသိရသည့်အခါပကုတာတိမာအစ္ဆဓမ္မကိုမှန်ကန်စွာသဘောပေါက်ခဲ့ကြောင်းယခုရောက်ရှိသွားသည့်ဘဝတွင်မူရန်နာဖြင့်ရရှိပြီးတန်တရာမလွတ်မြောက်တော်မူဖြစ်ကြောင်းဟောကြားတော်မူလေသည်ပကုတာတိသည်ဗုဒ္ဓတရားကိုနာယူနေစဉ်တွင်မိသူကတရားဟောနေသည်မိတိဝါဒဖြစ်သည်တို့ကိုမူမသိကြဤဝိတုကအထင်ရှားပြသနေရာ သစ္စာဓမ္မတရားကြောင့်ပဲပုဂ္ဂုတာတွေကအမှန်တရားကိုသိရှိ နားလည်ခဲ့လေသည်ဆေးစွမ်းလင်းယောဂပြောက်ကင်းပေမည်ဆေးကိုမိသူဖော်ဆက်သည်မိသည့်နေရာကရရှိလာသည်မူသည့်ဆရာမလိုပါဘာသာဝါဒတိုင်းတွင်မျက်စိမှိတ်ယုံကြည်မှုပေါ်တွင် ခြေတည်ထားကြပေရာဗုဒ္ဓဝါဒမှာမူတက်ဝင်ယုံကြည်မှုပေါ်အခြေမပြုဘဲမြင်မှုသိမှုပေါ်တွင်သာအခြေခံထားသည်ဗုဒ္ဓစာပေတို့တွင် တွေ့ရတတ်သည်တရာဟူသောစကလုံးကိုအများအားဖြင့် တတ်ဝင်ယုံကြည်မှုဟုဘာသာပြန်လေးရှိကြသည်တို့တိုင်းတတာဆိုသည်ကယုံကြည်မှုမိကမတားမဟုတ်ပါကိုယ်တိုင်ကိုယ်ကျရှင်းရှင်းလင်းလင်းသိထားပြီးမှ ဖြစ်ပေါ်လာသောယုံကြည်မှုမျိုးဖြစ်ပေသည်အများနာလည်ထားသောဗုဒ္ဓဝါဒနှင့်စာပေများတွင် လူဘိန်းတို့သဘောပေါက်နားလည်စေခြင်းငှာရေးသားသုံးဆွဲရ၌တတာရှိသည်မှာဘုရားတရားတန်ဃာတို့အားကိုယ်ခွင့်ယုံကြည်သည်ဟုသောအတိတ်ပဲမျိုးရှိသည်ကိုမူဝင်ခံရပေမည် အဒီလေးရာစုအတွင်ထင်ရှားခဲ့သောဗုဒ္ဓအဘိဓမ္မာဆရာကြီး အသင်္ကဤအလိုရာတရားရင်အောက်ပါနေနေလက္ခဏာ၃မျိုးရှိနေသည်အကြောင်းအရာတစ်ခုသည်ဟုတ်မှန်ဖြစ်သည်ရှိသည်ဟုပြည့်စုံခိုင်မာစွာသိရှိနားလည်ခြင်းကောင်းသောဤခြင်းများတွင်ပီတိရှိခြင်းဤမှန်းချက်ကိုအောင်မြင်လိုသောဆန္ဒတို့ဖြစ်သည်တို့ဖြစ်၍အခြားဘာသာတို့နားလည်ထားသောတတ်ဝင်မှုသို့မဟုတ်ယုံကြည်မှုစသည်တို့က ဗုဒ္ဓယူနင်းပတ်သက်ခြင်းလုံးဝမရှိပါဘဲလက်ထဲတွင်တောက်မြက်ရွယ်တလုံးဖွဲ့ထားသည်ဟုပြောပါမူ ကိုယ်တိုင်မျက်စိဖြင့်မမြင်ရ၍ယုံကြည်ရသောကိစ္စမျှသာဖြစ်ပါသည်ထို့တိုင်လဝါဖြန့်၍ကြောက်မြဲ့ရွယ်ကို ထုတ်ပြပါလင်မျက်စိဖြင့်ကိုယ်တိုင် တွေ့မြင်ရသည်ဖြစ်၍ယုံကြည်မှုကိစ္စမဟုတ်တော့ပေဤသဘောကိုရည်ရွယ်လို၍ဗုဒ္ဓစာပေများတွင်ကြောက်မြဲ့ရွယ်ကိုလဝါပေါ်တင်ပြသည်ကို တွေ့မြင်ရတဲ့ကဲ့သို့သဘောပေါက်နားလည်သည်ဟူသော အသုံးမျိုးဖြင့်ဖော်ပြရကြသည်ဗုဒ္ဓယေဟန်တစ်ပါးဖြစ်သောမုတီလာကအခြားယေဟန်တစ်ပါးအောက်ပါတိုင်းမိတ်ဘူးလေသည် နားရှင်ဝီသိတ်တာကိုယ်ွယ်တက်ဝင်မှုကြောင့်မဟုတ်ပဲជីညိုခြင်းကိုင်းဆိုင်ခြင်းကြောင့်မဟုတ်ပဲဒသင့်စကားပြောတဲ့အကြောင်းမဟုတ်ပဲမိယိုဖလာယုံကြည်မှုကြောင့်လည်းမဟုတ်ပဲအယူမျိုးမျိုးကိုတွေးတောကြံစားသဘောကြ၍လည်းမဟုတ်ပဲဘဝချုပ်ဆုံးရရမှာနိဗ္ဗာန်ဖြစ်သည်ဟုကျွန်ုပ်ကိုယ်တိုင်သိမြင်ပေသည်ဗုဒ္ဓရှင်တော်မြတ်ကလည်းကိလေသာအညစ်အကြေးတို့ကို ချွတ်ဆေးခြင်းသည်တည်သောမြင်သော ပုံကိုအတွက်သာဖြစ်၍မတည်သောမမြင်သော ပုံကိုတို့အတွက်မဟုတ်ဟုမိန်တော်မူခဲ့သည်စင်စစ်အမှန်မှမူတည်ခြင်းမြင်ခြင်းသည်သာလင်ပဓာနာဖြစ်၍ယုံကြည်ခြင်းမှာအရာမဟုတ်ပါချေဗုဒ္ဓ၏ဒေသနာများတွင်အေဟိပတိကောဟုပါရှိရာ လာလော့ရှုလော့ဟု ဖိတ်ခေါ်ပေသည် လက်ခံယုံကြည်ပါလက်ဟုတကြိမ်တစ်ခါတရားတစ်စင်မှမိတ်ဆူခဲ့သည်မဟုတ်သစ္စာလေးပါးကိုထိုးထွင်းသိမြင်ခဲ့ပြီးသူဗုဒ္ဓတို့၏အကြောင်းကိုဖော်ပြရနိုင်လဲဗုဒ္ဓကျမ်းဂန်တို့၌မြူမုံအညစ်အကြေးကင်းသောသစ္စာမျက်စိဓမ္မဆက်ခုပွင့်ခဲ့ပြီးသစ္စာတရားကိုမျက်မြင်ဖြစ်ပြီးသစ္စာနဲ့တွင်းတို့ထွင်းဖဝင်ရမိချေပြီးယုံမတန်တရားအနယ်ကိုကြော်လွန်ခဲ့လေပြီးရင်းရိုင်တွေ့ဝေမှုမှကင်းလွတ်လေပြီးယထာဘုရားကြာစွာ အတိညာဉ်ဖြင့်အမှန်ကိုမြင်ပေပြီးစသည့်အားဖြင့်ရေးသားထားသည် ထိုနည်း၎င်းအသိဉာဏ်ထင်ရှားဖြစ်ပေါ်လာသည်ဉာဏ်ပညာထင်ရှားဖြစ်ပေါ်လာသည်ဝိဇ္ဇာစိတ်ထင်ရှားဖြစ်ပေါ်လာသည် အလင်းရောင်ထင်ရှားဖြစ်ပေါ်လာသည်ဟုခေါ်ကြကလေးသည်အသိဉာဏ်သို့မဟုတ်ဉာဏ်ပညာဖြင့်ထိုးထွင်းသိမြင်ခြင်းညာနာတသနာဖြင့်သာကိလေသာညစ်ကြေးတို့ကိုပယ်တတ်နိုင်မည်ဖြစ်ရာယုံကြည်တတ်ဝင်မှုတတ်သက်ဖြင့်ရအပ်သည့်တရားမဟုတ်ပါဘဲ အယူသဲသူဗျမနာတို့ကမိယိုဖလာအယူကိုလက်ခံကြဖို့နဲ့၎င်းတို့ဝါရသည်သာအစင်မှန်ဖြစ်ကြောင်းတိုက်တွန်းနေချိန်၌ပင်ဗုဒ္ဓ၏ညာနာတဒနာလမ်းစဉ်ကိုယုံကြည်သူတွေများလာသည်ဗုဒ္ဓ၏ဒေသနာတော်များသည့် လူသားတို့အားဘေးကင်းရာငြိမ်းချမ်းရာတည်ငြိမ်ရာနိုင်ပန်တို့အရသေးယူပို့ဆောင်ပေးကြောင်းကိုဆိုခဲ့ပါသားဒကာတို့ကကောင်းစွာဖော်ပြနေပါသည်ဗုဒ္ဓ၏တေသနာတော်တစ်ခုလုံးသည်လည်းအဆိုပါရည်ရွယ်ချက်သို့ဥတည်နေပါသည်ဉာဏ်ပညာကစားဖို့သာဗုဒ္ဓကဟောကြားခဲ့သည်မဟုတ်ပါလက်တွေ့တင်ပြသောဆရာတစုဖြစ်တော်မူသည့်အလျောက် လူသားတို့အားငြိမ်းချမ်းမှုနှင့်ပျော်ရွှင်မှုအားပေးစွမ်းနိုင်မည်အကြောင်းတို့ကိုဟောကြားပြတာတော်မူပေသည်အခါတစ်ပါး၌ဗုဒ္ဓမြတ်စွာသည်တန်တိပီယခုအလာဘတ်တင်ကတ္တတော်အုပ်တွင်တရင်တောင်းတော်မူနေစဉ်သိရတဆုပ်ကိုလက်တွင်ဆုပ်ကံ၍တပည့်ယဟန်တို့ကိုဤသို့မေးတော်မူ၏အိုယဟန်တို့သင်တို့မိတို့ထင်သည်နီငါဤလက်တွင်ဆုပ်ကံထားသောသိရချုံနှင့်အပေါ်ကတစ်တော်မှရှိသောသိရတို့မှအဘယ်ကပို၍ များလေသည်နီဘုရားရှင်လက်တော်အတွင်ရှိသစ်ရွက်တို့မှာအနှဲငယ်များသာဖြစ်ပြီးရင်းနိုင်တော်အတွင်ရှိသစ်ရွက်တို့ကအစများစွာပို့ပါသည်ဖျားဤကဲ့သို့ပင်ဖြစ်၏ယန်းတို့ငါဘုရားသိရှိထားသော အကြောင်းအရာတို့နှင့်ဟောကြားခဲ့သည်မှာအနှဲငယ်များသာရှိပေသည် မဟုတ်မပြောချန်ထားသည်မှာများစွာရှိလေအဘယ်ကြောင့်မဟုတ်ပြောပဲချန်ထားခဲ့ရသနည်းမူအကျိုးကျေးဇူးမရှိနေရွယ်သူမရောက်နိုင်စေ၍မဟုတ်ပဲထားခဲ့ခြင်းဖြစ်သည် ဗုဒ္ဓကသိရှိနားလည်သည့်အချိန်မောကြားပဲခြံလက်ခဲ့သည့်အကြောင်းအရာတို့ကိုအချို့ပညာရှင်များကပြင်းပင်ပန်းပန်းစ조사၍စင်ချင်းကြံစနေကြသည်မှာအချီနီအာထုံမှုပင်ဖြစ်သည်စိတ်ကူးရင်ပြဒနာများဖြစ်ပေါ်စေ၍မျိုးမြင်ကြံစမှုများသာဖြစ်သောအကျိုးမများသောရုပ်လွန်ဓမ္မအကြောင်းတရားများသို့မဟုတ်တက်ကံကမိဂွန်းတို့ကိုဆွေးနွေးခြင်းငှာ ဗုဒ္ဓသည်စိတ်ဝင်စားခြင်းမရှိ၎င်းတို့ကိုဝါရခန္ဓာယဟူ၍သာမှတ်ယူတော်မူသည်ဤသို့ဗုဒ္ဓကသဘောထားခဲ့သည်ကိုတပည့်ယဟန်များတဲမှမကြည်မနက်သဘောမပေါက်သောယဟန်အချို့ရှိခဲ့ဟန်တူ၏အကြောင်းမှာမာလူကျဗုဒ္ဓအမည်ရှိယဟန်တစ်ပါးသည်သူ၏မကြည်နှံ့မှုကိုထုတ်ပေါ်ပြီးလင်စန္တင်လအောင်ထင်ရှားသော တက်ကီပု္ပ္ပာ၁၀ခုကိုဗုဒ္ဓအားလျှောက်ထား၍အပြည့်ကို တောင်းခံခဲ့လေသည်တနေ့၌ မာလူကြဗုဒ္ဓသည်ကမ္မထံခွင်မှာထား၍ဗုဒ္ဓထံမှာချင်းကပ်၍ရှ िख ုဝိတ္တရာလျှောက်ထားလေသည်အရှင်ဗျာတပည့်တော်တူတဲ့ဘာဝနာပွားနေစဉ်စိတ်နှာဤသို့ဖြစ်ပေါ်လာပါသည်ဗျာမြတ်စွာဘုရားသည်ဤပု္ပ္ပာတို့ကို ရှင်းလင်းမပြလက်မခံဘဲပယ်ရှားတော်မူခဲ့ပါသည်တိဆက်ကြဝလာသည် အစဉ်တီပါသလောနှစ်မတီသလောသုံးဆက်ကြဝလာသည် အကန့်အသတ်ရှိသလောလေးမရှိသလော ငါဝိညာဉ်သည်ကာယနှင့်အတူတူဖြစ်သလော၆ဝိညာဉ်ကတခြားကာယကတခြားပင်လောခွန်တတကရသည်သေးသည်အချာမဲ၌ရှိသလားရှစ်သေးသည်အချာမဲ၌မတည်ရှိသလားကိုသေးသည်အချာမဲ၌တပြိုင်နက်တည်ရှိသလား30သေးသည်အချာမဲ၌တပြိုင်နက်မတည်ရှိသလားဤ၌မာလူကျဗုဒ္ဓကိုဗုဒ္ဓဖြေကြတော်မူသောတရားများမှာများစွာအကျိုးရှိလာသည်မာလူကျဗုဒ္ဓငါဘုရားကသင်အားမာလူကျဗုဒ္ဓလာလော့ ငါတန်ရန်ဝိလဲ့လို့ဤပု္ပ္ပာတို့ကိုရှင်လင်းဟောပြလက်တန့်ဟု၍ဖိတ်ခေါ်ခဲ့ဘူးပါသလားမပြောဘူးပါဗျာမာလူကြဗုဒ္ဓယခုတော်မှငါဗျာကတင့်အားငါတန်လာ၍ယဟန်ပြုလို့တင့်အားဤเจ้าတရားတို့ကို ရှင်လင်းပါအံ့ဟု၍မပြောတင်ကလည်းအရှင်ဖျားတန်ယဟန်ပြု၍နေထိုင်ပါမည်ဤပု္ပ္ပာတို့ကို ဖြစ်ရှင်းပြတော်မူပါဟု၍လည်းမလျှောက်ထားဤသို့ဖြစ်ခြင်းကြောင့်မိသူကမိသူကိုညှင်းဆဲသည်ဟုခေါ်ဆိုပါအံ့အသင်လူမိုက် မာလူကြပုဒ္ဒါတစုံတယောက်တော်သူသည်မြတ်စွာဘုရားထံ၌ဤပု္ပ္ပစာတို့ကိုမဖြေမချင်းယဟန်မဝိဟုပြောအံထိုသူသည်တထာဂရထံမှဤပု္ပ္ပစာတို့၏အဖြေကိုမရဘဲအသက်သာလင်ဆုံးရှုံးကောင်းဆုံးရှုံးသွားလိမ့်မည်မာလူကြပုဒ္ဒါအကယ်၍လူတယောက်ကိုအစိတ်လူများထိအံ၎င်း၏မိတ်တင်ကဆွေမျိုးသားချင်းတို့ကသမားတယောက်ထံဆောင်ကျင်းခေါ်ယူသွားအံဤတွင်လူနာကအကျွန်ုပ်အားမြားပြစ်သူကိုမပြောသမျှမြားကိုမဖြုတ်ရပါဘူး ။မြပြည့်သူမှာခတ္တိယမျိုးနွယ်လောဗျမနမျိုးနွယ်လောသို့မဟုတ်ဝိတ္တအမျိုးစားလောတုတ်တာတဲကပင်လောသူဤအမိသူဤအမျိုးစွေကအဘယ်နည်းအရရှိသလောပုသလောအသားရေကမဲသလားဖြူသလားရွှေရောင်လားဘဲရွာဘဲမြို့ဘဲနီးကုန်းကလာသည်။အဘယ်လေးမျိုးဖြင့်ပြည့်ခွင်းသည်ကိုမသိရသမျှမြားတံကိုမချွတ်ရပြီဟုဆိုပါစို့ထိုသူသည်တိလိုသောအကြောင်းအရာများတစ်ခုမှမသိရှိမီအသက်သေးဆုံးရပေမည်။ မာလူကြပုတ်တာထုံနီ၎င်းတစုံတယောက်တော်သူသည်စက်ကြဝလာသည်အစင်တီတလောမတီတလောအဆရှိသည့်ပု္ပ္ပစာတို့၏အဖြစ်မရမချင်းတထာဂရထံယဟန်မပြုဟုဆိုညာအံ့ထိုသူသည်အသက်သေးဆုံးသည့်တိုင်းတထာဂရထံမှဤပု္ပ္ပစာတို့၏အဖြစ်ကိုကရလိမ့်မည်မဟုတ်ပေ။ ။ယင်းနောက်ဗုဒ္ဓကမာလူကြဗုဒ္ဓအားယဟန်ပြု၍သူတော်ကောင်းတရားကျင့်ကြံအားထုတ်နိုင်စေခြင်းကဆိုခဲ့သလိုမိဂုံတို့အပေါ်၌မတီးကြောင်းဆက်လက်မိန့်ကြားတော်မူသည်။အဆိုပါမိဂုံများနှင့်ပတ်သက်၍မိတို့ထင်မြင်ယူဆစေကားမူဇာတိစရာဗျာတိမရဏသောကပရိဒေဝဒုက္ခဒေါမနတာတို့ရှိမြဲရှိနေသည်။ဤဘဝ၌ပင်၎င်းတို့ချုပ်ရာကင်းငြိမ်းရာနိဗ္ဗာန်ကိစ္စကိုသာငါဗျာဟောကြားပေသည်ဟုမိန့်သည်။မာလူကြဗုဒ္ဓဒါကြောင့်မိတိအကြောင်းအရာတို့ကိုငါဗျာ ဟောကြသည်နီမိသည့်အကြောင်းအရာတို့ငါဖះမဟောသည်နီစသည်တို့ကိုကောင်းစွာနှလုံးသွင်းထားလောမိသည့်အကြောင်းအရာတို့ကိုငါဖះမဟောကြသည်နီဆက်ကြမလားသည်အစဉ်အမြဲတည်သလောမတည်သလောစသည်တို့ကိုမူငါဖះရှင်းလင်းဟောကြသည်မရှိဤယူဆသဘောတရားတို့သည်အတုံးမဝင်အရာမရောက် သူတို့မြတ်တို့၏ကျင့်စဉ်နှင့်အခြေခံဆက်ဆက်ခြင်းမရှိညီငွေဆက်ဆုပ်ခြင်းတွေ့တာမှုကင်းခြင်းချုပ်ငင်းခြင်းချမ်းမြေ့ခြင်းထိုးထွင်းသိမြင်ခြင်းနိဗ္ဗာန်သို့ရောက်ခြင်းကအထောက်ပံ့အကူအညီမပြုထို့ကြောင့်ဤเจ้าရာတို့ကငါဖရမဟောကြားခြင်းဖြစ်သည်မာလူကြပုတ်တာအဘယ်နည်းတင့်အားမီသည့်เจ้าရာများငါဖရဟောကြားလေသည်နိတင့်အားဒုက္ခအကြောင်းရှင်းလင်းဟောကြားသည်ဒုက္ခဖြစ်ပေါ်ခြင်းတမှုတရားအကြောင်း ဒုက္ခချုပ်ငင်းခြင်းនិရောဓအကြောင်းဒုက္ခငင်းရာလမ်းစဉ်ဒုက္ခនិရောဓဂါမိနိပရိပရာအကြောင်းကိုဟောသည် မာလူကျဗုဒ္ဓအဘယ်နီဤเจ้าရာတို့သည်သုံးဝင်၍အရာရောက်၏သူတော်မြတ်တို့၏လုပ်ငန်းကျင့်စဉ်နှင့်အခြေခံဆက်ဆက်လျက်ညီငွေမှုဆက်ဆုံမှုကိုဖြစ်စေ၏တွေ့တာမှုကင်းစေ၏ချုပ်ငင်းစေ၏ချမ်းမြေ့စေ၏ထိုးထွင်းသိမြင်ခြင်းနိဗ္ဗာန်သို့ဆောက်ရောက်ခြင်းကထောက်ပံ့သူဖြစ်စေ၏ထို့ကြောင့်ဤเจ้าရာတို့ကိုငါဖျားရှင်လင်းဟောကြားခြင်းဖြစ်ပေသည် နောက်တစ်ပိုင်းကိုဆက်လက်တင်ဆက်မှာပဲဖြစ်ပါရဲ့ရှင်။ကျေးဇူးတင်ပါတယ်ရှင်ကျွန်မတို့တာပါ။